ားလုံးမင်္ဂလာပါသော all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖူတွေ့ရမယ့်စီဒီတွေကတော့ရွှေဥမင်းလှိုင်ကူရဲ့အရှိမတိထားတဲ့စီဒီပဲဖြစ်ပါတယ်ငကယုံဖရာများစွာကိုလည်းဖူတွေ့ရမှာဖြစ်ပါတယ် ငကယုံဖရာအများစားကိုလည်းကြည်ညိုဖွယ်ရာဟူတွေ့နိုင်ပါ रे ခင်ဗျာ။ ဒီရှေးဦးမေနိုင်ကိုကစစ်တပ်အတွင်းထဲမှာရှိရတဲ့အတွက်လာရောက်တဲ့ခီးသွားရည်လေအတော်လေးတော့နေပါရဲ့ခင်ဗျာ။ မှန်မှန်စီရီကြီးအများကြီးရှိတယ်လို့ငကယုံဖေရရည်လည်းအများကြီးပဲရှိပါရဲ့ခင်ဗျ။ ီဥမင်းနိုင်ငူထဲကိုတော့နောက်ထပ်ဖူယူမှာဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်ခင်ဗျာအခုတင်ပြရတာတော့ကလောမျိုးလည်းကမှရှိရဲ့နိုင်စင်ပဲဖြစ်ပါတယ်နိုင်စင်ကနင်းစုံလန်ကွာအလဲမှာရှိရတဲ့အတွက်နိုင်စင်ကိုပတ်ပြီးတော့ကာရီယာမောင်းရပါမယ်ခင်ဗျာ နေနိုင်စင်နားမှာဆိုလို့ရှိရင်ရွှေဥမျိုးသွားရလမ်းရှိရယ်ကလောဘူတာယုံကိုသွားရလမ်းရှိရယ်ပြီးလို့ရှိရင်မိဖရာကိုသွားရလမ်းရှိရယ်ကလောမြို့မစီကိုသွားရလမ်းရှိပါရဲ့ခင်ဗျာနိုင်စင်နားမှာကော်ဖီရောက်နေကားရယ်ဝိုင်ရောက်နေကားရယ်အမတ်တရာရောက်နေအဆိုင်လေးရယ်တွေ့ကြရပါရဲ့ခင်ဗျာ ဒါကတော့ကလောမျိုးမှဇီဘက်ကိုတွားတဲ့လင်းကြောင်းဖြစ်ပါတယ်။ကော်ဖီရောင်းတဲ့ကဒါကတော့ဝိုင်ရောင်းတဲ့ကပါခင်ဗျ။ ိုင်းတို့ကော်ဖီတို့ကိုအခုလိုမျိုးကားလေးနဲ့သူကလာပြီးတော့ရောင်းချရခင်ဗျာဒီဘက်မှာတော့အမှတ်တရလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်ဟမ်မိတ်ပစ္စည်းလေးပေါ့ သူတို့ရဲ့ family တွေကိုအပင်မှာလဲချိန်ပြီးတော့အလှပြထားပါတယ်ခင်ဗျဒီညမှာလဲအလှတပုံလဲလို့ရပါတယ် အခုသွားနေရတဲ့လမ်းကြောင်းကတော့ကလောဘူဒာယံဘက်ကိုသွားရတဲ့လမ်းကြောင်းဖြစ်ပါတယ်နိုင်စင်းနေဆိုလို့ရှိရင်မဝေးပါဘူးနည်းနည်းလေးပါခင်ဗျာ၃မိနစ်လောက်မောင်းလိုက်တာနဲ့ကလောဘူဒာယံကို ရောက်ရှိပါပြီ။ ခရီးသွားတွေတပုံရိုက်ကြတယ်ကလောဘူတာဆိုင်ပုံပါခင်ဗျာ ။ဟောတပုံရဲ့ပုံအတွက် we left clause ဆိုပြီးတော့လေးလုပ်ပြီးထားပါရခင်ဗျာ။ we left clause ဆိုင်ပုံပြီးမှာတော့မိရထစက်ကောင်းကိုအနှပ်ပြထားပါရခင်ဗျာ။အဲ့ဒီမှာလေးအလားတပုံကြီးခိုက်ကြပါရခင်ဗျာ။ ကလောဘူတာရဲ့အေးကြီးရတော့ဒီလောက်ပဲရှိပါရဲ့ခင်ဗျာဒါတော့ကျွန်တော်တည်ခဲ့တဲ့တောင်ပေါ်ဘင်္ဂလုံးမှာမနက်စောစောပိုင်းပြင်ချနေတဲ့ရှုပ်ခင်းပဲဖြစ်ပါရဲ့ခင်ဗျာ ရှေ့ရဘူးဒီပေါ်မှာဒီဘိုင်းမပတ်သွားလို့ဒီဘိုင်းကိုဒီမှာပြန်ပြီးတော့ထည့်ပေးထားတာပါခင်ဗျာမင်းရဲ့အစောပိုင်းမြေမြကျနေတဲ့မြင်ကွင်းကိုတံပေါ်ကနေလှမ်းပြီးတော့မြင်ရတဲ့ရှုပ်ပင်ဖြစ်ပါတယ်။တင်ပင်နေတော့မဟုတ်ပါဘူးခင်ဗျာ။ တင်ပင်လေးကတော့အိုးစီတံပေါ်နေတက်ပြီးတော့ကြည်ရောမှမြင်ရပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့နေရဲ့အင်္ဂလိုကနေပြီးတော့တောင်ပေါ်ကနေပြီးတော့တောင်အောက်ကိုလှမ်းပြီးတော့မြင်ရတဲ့မြေဆိုင်ရဲ့မြေခွေမှဖြစ်ပါတယ် ကလောကီစင်မှာနောက်ထပ်ကြန့်ရှိနေသေးတဲ့ဗီဒီယိုတွေကိုဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ Give video လေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။